မင်္ဂလာပါဗျာကျွန်တော်မနေ့တိုင်းလုပ်ပြတဲ့ဟာလေးမျှဝေအောင်မယ်ဘာလဲဆိုရင်ဒီနေ့မနေ့မှစဉ်းစားမိတာလေးကိုအကြံပြုတာပါအိုးငါတနေ့တနေ့ငါရဲ့မြင်းတဲ့ခန္ဓာကြီးငါရဲ့တက်တန်းကတနေ့တနေ့ဘွားတခုရလာတာနေဖို့ရရော့ရော့သွားတယ်နေဖို့ရနီးနီလာတယ်ဆိုတော့အရာပဲနှလုံးသွင်းတာအိုးငါကငါပဲနှလုံးသွင်းနေတယ်အိုးငါသားလေးငါသမီးလေးငါဇနီးငါတပည့်လေး မမိပါတွေညီကိုမောင်နှမတွေဟာခொနည်းသားသမီးတွေဟာအခုလုံးတတဝါတက်ရှိတတဝါမှန်သမျှဟာမနေ့ကနေ့ဆိုင်ဒီနေ့အကုန်လုံးတရရော့သွားပြီလို့ငါတရော်တည်းရော်တာမှတ်နေတာဟာတလောကလုံးဟာတလောကလုံးဟာနေဖို့ရတရရော့သွားပြီလို့အိုးလို့မိမလည်းရော့သွားရှာပြီလို့ညီကိုမောင်နှမတွေလည်းရော့သွားရှာပြီဆရာသမားတွေလည်းရော့သွားပြီသားသမီးလည်းရော့သွားပြီဇနီးမလည်းရော့သွားပြီအော်အကုန်လုံးဟာတနေ့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  နေဖို့ရက်ရောပြီးတည်ဖို့ရက်ကိုသွားနေတာပါလားလို့။ဩအလုံးဟာနေဖို့ထက်တည်ဖို့ရက်တည်းနီးနီးလာလာမွေးဖွားတဲ့နေရာစပြီးနီးသွားတာနော်။ခြေလန်းအဲ့လိုနီးသွားတာကိုအဲ့လိုဆင်ခြင်လိုက်တဲ့အခါကျတော့ဩတလောကလုံးကြည်စမ်းသူလဲလောဘဒေါသမောဟတွေနဲ့ဘဝကိုဖျက်ဆီးနိုင်မယ်ဆိုရင်တိမဲရက်စီကိုလောဘဒေါသနဲ့သွားတာပါလား။အကုသို့ထုတ်ဘုပမာအကုသို့ထုတ်ဩဒါနာပြုသီလပြုဘာဝနာပြုနေတဲ့သူတွေကြတော့လည်းပဲ ကုသိုလ်ထုတ်ကြီးနဲ့တင်မဲရဲ့စီကိုသွားနေတာ။ဩတရက်တရက်ထမ်းသွားတဲ့ထုတ်ကြီးကငါကုသိုလ်ထုတ်နဲ့သွားတာလား။အကုသိုလ်ထုတ်နဲ့သွားတာလား။ကျွန်တော်တို့ဟိုတင်ပြုတိကံပဲ့တင်တန်တင့်ထံပြန်လာပြီဆိုတော့ဆောင်ပုလေးနဲ့အကြီးထမ်းထားတဲ့ဟာကြီးကိုကြည့်လိုက်ပါလားဗျာ။အဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင်ကုသိုလ်အကုသိုလ်ဆိုထုံနှထုတ်ကိုထမ်းရတယ်လေ။လူဆိုတာဒီနိဗ္ဗာန်မရောက်မချင်းရတော့ကုသိုလ်နဲ့အကုသိုလ်ကိုဘယ်ညာနှစ်ဖက်တော့ပါနေတာပဲ။ ဲ့တော့မျက်စိနှလုံးပွင့်လိုက်ပြီဆိုတာ ਨੇ စီဝါရေးတွေပြီးရင်တာရီသမီးရေးတွေပြီးရင်သူထံကအပြိုင်ဝယ်ရမယ့်ဟာတွေအရေးကြီးတယ်ဒါတွေကစီမံကိန်းလုပ်တော့မှဒါတွေကအ мян ဝယ်ထားမှကျိုးမျက်ရှိမှဒါတွေမြန်လုံးမှတယ်ဒီလိုလောဘတွေ ਨੇ အရာထလောဘတွေ ਨੇ မျက်နှာတက်လောဘတွေ ਨੇ သွားတိုင်းပြီးတော့လောဘတွေ ਨੇ အချိန်မီမြန်မြန်စားအော်ကောင်းကောင်းမအေးရကောင်းကောင်းမစားဘွားတကူမှာမိမိတန်တရာကောင်းကျိုးတွေမလုပ်ရဒီလိုနဲ့ပဲ तू ဟာ လောဘဒီနေ့အကုသို့အိတ်ထဲမှာသွားဖြည်တာဗျာငွေနေနဲ့စက်ကူတွေတော့အိမ်မရောက်လာတယ်ကိုယ့်ရဲ့တန်ត្រာကောင်းကျိုးကြတာဟိုဘက်မှာအကုသို့ထုတ်ကပူကြီးလာတာဗျာဒီနေ့ဒီနေ့ကုသို့ထုတ်ကကြတော့မဖြည့်ဘူးဆိုရင်ကုသို့ထုတ်ကကြတော့အေးဟာဝင်ကန်ဒီမှာအော်ငါဘုရားရှင်ခိုးရမှာဆိုဘောဘောဘောဆိုအမြဲတမ်းရှင်ခိုးလိုက်တယ်ဆိုရင်ဗုဒ္ဓံဘုဒ္ဓံဓမ္မံဘုဒ္ဓံတန်ခါဘုဒ္ဓံဩဃာတာတချို့ဆိုပြီးအောင်မယူနိုင်လိုက်ဩဃာတာရှင်တယ်လားဩဃာတာစိတ်ကယွန်းတာမနက်ဖြန်စာချုပ်ချောရမယ့်ကိစ္စ နဘာရောင်းမဲ့ကိစ္စမနဘာလောရမဲ့ကိစ္စဟောငွေပေးရတယ်ငွေရကြရတယ်နဲ့ဒီလူတွေးတွေဝင်လာတာတာရီသမီးတွေဒါတွေဝင်လာတာဗျာကျွန်တော်လည်းအရင်တော့အဲ့လိုတွေဝင်လာတာဟာခင်ဗျာဩကာသတပုတ်လုံးထဲမှာကျွန်တော်တို့ရဲ့ဩကာသပေါ်မှာစိတ်ရောက်တဲ့ဘုရားတရားတန်ခါယန္တနာသုံးပါးပေါ်မှာစိတ်ရောက်တဲ့ဟာခင်ဗျာ၅မိနစ်ဆို10မိနစ်တောင်မရဘူးဗျာအဲ့ဒါကြောင့်ကျွန်တော်တို့ကဩကာသယွင်းနဲ့လောဘဒေါသမောဟနဲ့တွားနေတာလေအဲ့တော့ကုသိုလ်ပြုရင်းနဲ့အကုသိုလ်မဖြစ်အောင်နေရမှာဗျာပြီးတော့တနေ့တာတနေ့တာစီးပွားရှာခြင်းမိမိတန်ត្រာကောင်းကျိုးပြုခြင်း တိုင်းရင်းသမီးအတွက်ဟာကောင်းချိုးပြုခြင်းအဲသာသနာတော်ကောင်းချိုးပြုခြင်းကိုကိုကိုနည်းနည်း scale လေးနဲ့ limit လေးနဲ့စီမံထားရင်တော့ပိုကောင်းမယ်ထင်တယ်ကျွန်တော်အကြံပြုတာပါနော်အဲ့လိုမင်းရောအဲ့လိုပြုနိုင်မလားဆိုကျွန်တော်လည်းပြုနိုင်သေးဘူးဗျာဒါပေမဲ့ကျွန်တော်တွန်းလက်ထဲဝင်လဲကျွန်တော်တရားဖွင့်လိုက်တယ်ဗျာကားပေါ်လဲကျွန်တော်တရားဖွင့်လိုက်တယ်အဲ့ရလဲဝင်ပြီဆိုတော့အဲ့ရထားတယ်ကျွန်တော်တရားတရားဖွင့်ထားပြီသားပဲတော့ရှောက်တော့ရှောက်လာနေတာပဲနိုးတဲ့ချိန်နာလိုက်တာပဲအေးပြက်လို့ဆိုပြီးစိတ်မညစ်ဘူး ကျွန်တော်တို့ကတသက်ကိုအိတ်တာဗျာတသက်အိတ်ဆရာမလို့သူ့ဘာသူမင်းမနှုံးနဲ့တောင်းရင်သူ့ဘာသူအိတ်ပြောသွားတာအဲ့တော့ပြောချင်တာကအိတ်မပြောဘာပြောကျွန်တော်တို့တရားနာခြင်းရတယ်နော်တရားလေးထားနာလိုက်တာပဲတသက်တရားနာနေလိုက်တယ်ဒီလေးလေးဝင်နေထွက်လေးလေးရှူရှိုက်ပြီးတော့ဒီသိစိတ်လေးနဲ့နေလိုက်တယ်ကဲအဲ့ချိန်မှာတော့ကျွန်တော်လောဘဒေါသမောဟမရှိတော့ဘူးအဲ့ချိန်နဲ့ဆိုင်ရင်တော့ကျွန်တော်ဒါကုသိုလ်ရတယ်လေအိတ်ညာနဲ့ဆိုင်ရင်တော့ကျွန်တော်ကုသိုလ်ရတာပေါ့အိတ်ညာကြအဟောင်းစားဟိုဘဘွားပါလာတဲ့ကံနဲ့တတခုဘွားတခုရှင်သန်နေတဲ့အချိန်လေးပဲကုသိုလ်လည်းမရဘူးအကုသိုလ်လည်းမဖြစ်ဘူးဒါမဲ့ ကျွန်တော်တို့နုဒဝအိတ်တဝတ်ဆိုရင်တော့ကျွန်တော်တို့ကုသိုလ်မရတဲ့ပြင်ဒါကျွန်တော်တို့ကံတော့ဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ပြောချင်တာကတော့ဟိုကုသိုလ်နဲ့ကုသိုလ်ထုတ်ပတ်မှာအချိန်ကြီးဖြည့်ထားနိုင်တော့ကောင်းတယ်ကုသိုလ်အဟုန်ကြီးလေဒီဘဝမှာမပြီးဆုံးဘူးအရိယာဘဝမရောက်ဘူးဆိုရင်တော့ဘဝအစင်းမြင့်တဲ့ဘဝကိုတစ်ဆင့်ပြီးတစ်ဆင့်ကုသိုလ်ထုတ်ကြီးကြီးရလေကောင်းနေပဲဒီဘဝဒီချိန်နေမှာကျွန်တော်တို့တော့ငါချင်းနေပြီးတယ်ငါဘုရားဘာသာဖြစ်နေတယ်ငါကံကောင်းတာပဲ တစ္ဆာလေးပါးမြတ်တရားကိုငါနာနိုင်စွမ်းရှိတယ်ညံရနေတာငါကံကောင်းတာပဲလို့ဘုရားဘာသာဖြစ်နေတာငါကတားကံကောင်းတာပဲလို့သူတို့ဆင်သူတို့မြတ်ဒီစာပေချမ်းကန်နေတည်တယ်မြတ်စွာဘုရားတရားလေးကိုဟောနိုင်တဲ့ဆရာတော်တွေနဲ့စိက္ကွင့်ရတာပူဇော်ခွင့်ရတာငါကံကောင်းတာပဲလို့နာကြခွင့်ရတာဒါကံကောင်းတာပဲလို့အဲ့တော့ကျွန်တော်ဘန်ကောက်မှာကျွန်တော်ပွဲသားဆိုတော့ရနှောင်းမှာဟိုတယ်မှာကျွန်တော်တင်းနေနေမနှခင်ကြတော့ကြီးစီတန်ကြတော့ကျွန်တော်ချက်ချင်းထပြီးတော့ဒါရိုက်တာသူကျော်သူညီလေးအောင် ကြီးစီဆံကြားတယ်ငါညီကြီးသားမှာကွာလို့မင်းတွားကြည့်ပေးသမှာလို့အော်ရဲကိုပြေးကြည့်ပေးသမှာကွာလို့တန်ဃာရမ်းလာလို့ငါဆွမ်းလောင်းနေလို့ဆိုအဲ့မှာကျော်သူရဟာကိုကြီးဟုတ်တယ်ဗျာတန်ဃာရမ်းဟာအဆူရောင်းပြေးမယ်ပြေးမယ်ပြေးမယ်ဆိုကျွန်တော်တို့တန်ဃာရမ်းဆွမ်းတန်းကိုကျွန်တော်တို့ခဲရခဲစစ်ကိုလောင်းခဲ့ရတာဗျာအဲ့လိုမျိုးနေရာတွေနိုင်ငံသားမှာတန်ဃာမြင်ကြည့်လို့မလွယ်ဘူးဗျာဒါတော့ခမရထေရဝါဒအစ်စ်မလွယ်ဘူးဗျာနော်ထိုင်းနိုင်ငံမှာတော်တော်များများထေရဝါဒ နေဆိုင်မာယာနာပုံများပါပြီလေကျွန်တော်နိုင်ငံထိတော့ဝါလာကြီးကြီးပဲဘယ်တော့တံမိုးကြီးတော့ဆိုတာရန်တန်ကကိုပူဇော်ခွင့်ရတာဒါကျေးဇူးတားကြီးတာဗျအဲ့လိုမျိုးပဲကျွန်တော်တို့တွေကုသိုလ်ကောင်းမှုပြုဖို့အတွက်ရန်တန်ကနဲ့တွေ့ရတယ်အဲ့လိုမိမိဘဝကိုကျွန်တော်တို့မနှခင်လင်းလိုက်ပြီဆိုတာနဲ့ကုသိုလ်ထုတ်ထဲမှာတခါတည်းထိနိုင်ဖို့လိုတယ်အဲ့တော့အကုသိုလ်တွေမယူဖို့လိုတယ် ကုသိုလ်ထုတ်ကိုကြီးကြီးမားမားရဖို့လိုတယ်ထုတ်ကြီးနှစ်ထုတ်ကတော့ကျွန်တော်တို့သေးတဲ့နေ့မှာထမ်းသွားပြီအဲ့ထုတ်ကြီးနှစ်ထုတ်ကပဲဘဝတစ်ခုတိဆောက်ပေးတာရော့အကုသိုလ်နဲ့လိုက်ဖက်တဲ့မင်းရဲ့ခန္ဓာကိုယ်မင်းရဲ့အသားကြီးမင်းရဲ့ဉာဏ်ကြီးဟောရော့မင်းကုသိုလ်နဲ့လိုက်ဖက်တဲ့မင်းရဲ့ခန္ဓာကိုယ်မင်းရဲ့အသားကြီးမင်းရဲ့ဉာဏ်ကြီးဟောမင်းစိတ်ဆွဲရမှာမင်းဘဝတစ်ခုသွားဘဝတစ်ခုကမိမိစိတ်ဆွဲရမှာသွားတာလေကံစိတ်ဥဒုအားရသွားအဲ့ထဲမှာလဲစိတ်ကပါသေးတာပဲဒီကနေ့မှာတားလေးသမီးလေးကိုစိတ်ပူတယ် စ္စည်းဥစ္စာကိုစိတ်ပူတယ်ချေရခင်ရသူပေါ်စိတ်ပူတယ်အဲအဲ့လိုမျိုးပေါ်စိတ်ပူတယ်ဆိုရင်သူတို့နဲ့ဆက်ဆက်တဲ့နေရာလေးမှာဘွားတစ်ခုသွားဖြစ်တာစိတ်ကဘွားရုံနေတာပေါ်စေတာပဲအဲ့စိတ်ကပဲအဲ့လိုမျိုးလားဆိုတော့အေးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ခန္ဓာကိုယ်မှာဝေဒနာတွေပေါ်နေတယ်တအားကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့ခါမှာဒေါသတွေထွက်တာအမလီကဲပေါင်းဟဲ့နာတာနာကျင်လိုက်တာလို့တည်တဲ့ခါမှာအဲ့နာကျင်တဲ့ဟာပေါ်မှာခံစားမှုဒေါသတွေဖြစ်ပြီးသွားတယ် ကျွန်တော်တို့မွေစိုးကြီးလည်းဖြစ်နိုင်တာပဲကြားစိုးကြီးလည်းဖြစ်နိုင်တာပဲဗျဒေါသနဲ့တည်တာဟုတ်ဗျအဲ့လိုမျိုးမဟုတ်ဘဲနဲ့ငါတောင်းမခွဲနိုင်ဘူးငါသမီးကိုမခွဲနိုင်ဘူးငါပစ္စည်းဥစ္စာတွေငါဘဝကြီးကိုမခွဲနိုင်ဘူးငါဘဝကြီးဆုံးရှုံးရတော့မှာပါလားဆိုမျက်ရည်လေးကျငိုပြီးမခွဲပြရစီနဲ့မသွားပြရစီနဲ့ငါ့ကိုကယ်ပါအောင်အဲ့လိုမျိုးတည်သွားရင်လောဘနဲ့တည်တာဖြစ်တဲ့အတွက် तू ကပိတ်တာဖြစ်နိုင်တာပဲဒီကူဆွဲလန်းတဲ့နေရာတွေမှာလာပြီးပိတ်တာဖြစ်နိုင်တာ ကြောက်ရွံ့ကောင်းတာဗျာအဲ့တော့မောဟနဲ့တည်ရင်တော့ကျွန်တော်တို့အပေလေးပုံပဲတိရစ္ဆာန်ပုံပဲဗျာအပေလေးပုံနဲ့တိရစ္ဆာန်ပုံဘာမှမသိဘူးခိုင်းမှလောက်တာတိရစ္ဆာန်နေထဲမှာနွားတွေတို့တချို့ခွေးတွေတို့တစ်ချိန်လုံးအိနာလမ်းဒီပေါ်မှာအိနာဖယ်ဖို့တော့မနေဟွန်ဒီမှာဖယ်တာဗျာထိုင်မိုင်းထုံထိုင်နေတာအဲ့လိုမျိုးတွေဘွားတွေရကုန်မှာဗျာအဲ့ကြတော့ကျွန်တော်တို့ကကိုယ့်ရဲ့တည်ဆုံးခံနည်းလေးအတွက်တရားရှိမှတရားရှိမှဆိုတာဘာကိုပြောတာလဲဆိုတော့ တည်ဆုံးခံနေရင်နာကျင်မှုတွေကြုံတွေ့ရမှာဆိုတော့တရားရှုမှတ်တဲ့ရင်45မိနစ်တော့နာကျင်မှုတွေပေါ်တယ်။အော်အဲ့တော့လေ့ကျင့်ခိုင်းတာတော့ကိုလို့နားလာပြီဆိုရင်နားတဲ့အရာကိုအော်ဒီခန္ဓာကြီးကဒုက္ခခန္ဓာကြီးလို့အမှန်သိအောင်ဝေဒနာပေါ်လာရင်အော်စွတ်စွတ်စွတ်စစ်စစ်စစ်နဲ့ဝေဒနာရဲ့လက္ခဏာကိုအော်အဲ့လိုမျိုးနန္တရားအဲ့လိုစွတ်စွတ်စွတ်စစ်စစ်စစ်ဆိုတဲ့အရာကိုနန္တရားတိတိသွားတာအော်ခံစားမှုဖြစ်ဖြစ်သွားတာ ။အော်အဲ့နားနေကျင်နေလို့ပြောနေတာမှတ်သားမှုဖြစ်ဖြစ်သွားတာ။အော်တင်ညာခန္ဓာအော်အဲ့လိုမျိုးဒါတွေအကုန်လုံးဘာပေါ်လိုက်ပေါ်လိုက်တိနေတာတိမှုကြီးအော်ဝိညာဉ်နဲ့ခန္ဓာအဲ့လိုမျိုးကျွန်တော်တို့ခန္ဓာ၅ပါးကိုအဲ့ဒါတွေပေါ်မှာလောဘတွေဖြစ်တာဒေါသတွေဖြစ်တာလောဘနဲ့စံကျင်တာလောဘနဲ့လှုပ်တာဒေါသနဲ့လှုပ်တာတွေအဲ့ဒါစေတသိက်တွေပဲအဲ့ဒါကြတာတင်ခါရခန္ဓာကြီးဗျ။နော်အဲ့ဒါတွေအကုန်လုံးကိုစုံစည်းပေးတာလေတင်ခါရခန္ဓာဖတ်တာပေါ့နော်။ဒါတွေက အမင်းကဘယ်လောက်တိလို့တရားတွေဟောတာကျွန်တော်မသိပါဘူးကျွန်တော်ကိုယ့်ရဲ့ခန္ဓာလေးကိုဆရာတော်တွေဟောတာနဲ့ကိုတရားရှုမှတ်ကြည့်တဲ့အခါကျွန်တော်စင်ချင်းနှလုံးသွင်းကြည့်တာကိုပြောတာပါကျွန်တော်မှားတာပိုင်းနဲ့ကျွန်တော်တောင်းပန်ပါတယ်နော်ဒါဆရာတော်တွေသူတော်စင်တွေဇီယာနဲ့ကျွန်တော်တို့နီးနာရတဲ့အရာလေးကိုဟိုတည်ဆုံးခန်းကြီးကျင့်ကြံသွားဖို့အတွက်ဒါကျွန်တော်ကျွန်တော်သိတယ်လို့လေးမြင်တယ်လို့လေးပြောပြတာပါနော်အဲ့လိုမျိုးလေးပဲလေ့ကျင့်ထားမှကျွန်တော်တို့တွေဒီခဏကြီးကြုံတွေ့ရအောင်မယ့်အရာတွေကမမြင်နိုင်ဘူးလေအဲ့အတွက်မို့လို့ဒါလေးတွေကျင့်ကြံ 調査အားထုတ်ထားမှာကောင်းတယ်လို့ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်ကိုချက်ရဲ့ကျွန်တော်တငယ်ချင်းအောင်နိုင်ကြီးရဲ့ကိုကျွန်တော်တရက်ကလာငါ့ကိုစိတ်မဆိုးနဲ့နော်လို့မင်းတို့အခုငါခေါ်သွားတဲ့နေရာကိုလို့ရှင်ထဲမှာစိတ်ကြည်နူးမှုရခြင်းမရမယ်လို့ဒါပေမဲ့တန်ဖိုးရှိပါတယ်ကွာလိုက်ခဲ့ပါဆိုတော့အားရတယ်ကြိုက်တဲ့နေရာသွားလိုက်လိုက်ခဲ့မယ်ဆိုကျွန်တော်ဒီကျွန်တော်တို့ဆွေတော်ကားကွင်းရဲ့တောင်ပနားမှာတောင်ရင်းမြောင်ရင်တုတ်တန်ရှိတယ်အဲ့ဒီကိုသွားပြီးတော့ ခဏနေတလောင်းခဏနေတလောင်းတေစုတွေလာလာပြီးတော့မြောက်ကြတဲ့ခါမှာမီးတင်းချိုတဲ့ခါမှာမိခိုးတိုင်းကြည်ပြီးဩခဏတေဆုံးသွားတဲ့ရုပ်ကလက်ကြီးဝင်သွားတယ်ငိုကြတယ်ပြီးရင်အဲ့ဒီလူကမိခိုးငွေပြာဖြစ်သွားတယ်ဩသူ့ဘဝကြီးသူပြာဖြစ်သွားပြီဘဝတစ်ခုပြီးသွားပြီအဲ့ဒီလူဘဝတစ်ခုမပြီးခင်က သူဒီခန္ဓာကြီးကိုဒီလိုမိရှုတော့မယ်ဒီရဲ့ပိုင်းနဲ့မိရှုခံရလို့မယ်လို့ तू မသိတလို့သူ့ရဲ့သားသမီးတွေသူ့ရဲ့ချစ်ရခင်ရသူတွေကလည်းဒီလူကြီးဟာဒီရဲ့ပိုင်းနဲ့တည်လိမ့်မယ်လို့သူတို့လည်းမသိတလို့ပြီးရင်ဒီခန္ဓာကြီးကိုအမြဲတမ်းကြီးရှင်သန်နေမယ်လို့ तू ထင်ပြီးမှတည်သွားရှာတာလीနော်တည်သွားရှာတာပြီးရင်ဒီနေ့ငါရဲ့ချစ်ရခင်ရသူတွေကအခုလိုမျိုးလိုက်ငိုပြီးတော့ငါ့ကိုဒီလိုမျိုး စတဲ့ကိုထဲမှာပါလားလို့နှလုံးသွင်းခိုင်းတာကျွန်တော်ကလည်းနှလုံးသွင်းတယ်ဩကြောက်စရာကောင်းလိုက်တာဘဝတည်းရဒီမတိချင်းကိုငါလည်းတားလို့မရပါလားလို့ဒီလိုစတဲ့ကိုဒီနေ့ငါတို့ထဲခံမှာပါလားလို့အဲ့ကြရင်မနှောဆိုတဲ့အရာမင်းတော်ဆိုတဲ့အရာဘယ်မှလဲလို့ဘယ်မှလဲလို့လဲရှာလိုက်တော့အော်ဘွားတကူကကံပေးလို့လားရုံနဲ့နံနဲ့ရတာလားအကောင်နေနဲ့တတဝါနေနဲ့မရှိဘူးလို့တတတိလေးတည်းရှိတာလို့ကျွန်တော်နှလုံးသွင်းမိပြီးတော့ ငါမင်းတော်ကိုလည်းမဆွဲလန်းဘူးမနှောကိုလည်းဆွဲလန်းလို့မဖြစ်ဘူးလို့ဘွားတစ်ခုရလာတဲ့ပုံမှာငါအနာရီနဲ့ပတ်သက်ပြီးငါဘာကောင်းကြီးညာကောင်းကြီးဆိုပြီးကျွန်တော်ကိုကျွန်တော်မမနာတွေဖွာချနိုင်အောင်ကြိုးစားလာတယ်ကြိုးစားလာတဲ့ခါမှာအဲ့လိုမျိုးနည်းနည်းလျော့လာတယ်ပေါ့နော်ဟိုပိုင်ဆိုင်ခြင်းတဲ့စိတ်တွေလည်းလျော့လာတယ်လောဘနဲ့ရှာခြင်းစိတ်တွေလျော့လာတယ်ဒါတုတ်တန်ကိုတွားပြီးတော့အဲ့လိုဟာမရဏနုတ္တိပွားလိုက်တဲ့ခါကျတော့အတံဝေကယူရတယ် တည်ခြင်းတရားကိုဆင်ခြင်ရတယ်ဒီရုံစရာကောင်းတဲ့ခန္ဓာကိုယ်ကြီးကပုတ်တိုးနေပြီအဲ့မှာလာပြီးတော့ဒီမှာဖြစ်တဲ့ကအနာနေထွက်တဲ့သူတွေထွက်နေပြီဩတော်တော်ရုံစရာရှာစရာကောင်းတဲ့ခန္ဓာကြီးငါတို့တွေနေစဉ်သွားတိုင်မျက်နှာတည်ရင်မှုချုံနေလို့တော့တန်နေပြန်နေထင်တာလို့တကယ်တော့ပုတ်ပြီးတော့ချက်ချင်းဇီဝတရုပ်မရှိလိုက်တာနဲ့ကံကုံသွားလိုက်တာနဲ့ခန္ဓာကြီးကကျွန်တော်တို့မနက်ဖန်ချက်ဖို့တပတ်ခါချက်ဖို့ဝေထားတဲ့ငါးတွေ ကျသားဝသားတွေလိုပဲလို့ရေခဲတက်တာလည်းမထက်တာပုတ်တိုးပြီးရေတွေထွက်လာတာကြောက်စရာကောင်းလိုက်တာဗျာကျွန်တော်တို့အဲ့ဒါကြီးကိုချစ်လာကြိုက်လာပါတယ်ဆိုတော့ကျွန်တော်တို့ဆွဲလန်းကြရတာဟိုလူတဘာဝတော့ဆွဲလန်းကြမှာပေါ့ဗျာဒါပေမဲ့တကယ်တမ်းတွေးကြည့်ရင်တော့မြတ်စွာဘုရားအဲ့ဒါကိုမြင်သွားတာကျွန်တော်ရေစားမိသွားတယ်သူတော်စင်တွေတရားဟောနေတဲ့သူတော်စင်တွေဒါတွေကိုမြင်နေပြီဗျာကျွန်တော်တို့ကအဲ့တော့တရားဟောနေတဲ့သူတွေတရားစာသင်နေတဲ့သူတွေအာအင်မတန်မှလေးစားတယ်ဗျာလို့သူတို့ဟောတဲ့တရားတွေကိုကျွန်တော်တို့ခုလိုနှလုံးသွင်းနိုင်တာကိုဒီလောက် အတိလေးရှိလာပြီဆိုတော့တော်တော်ကျေးဇူးကြီးလာပါတယ်လို့ဘုရားတရားတန်ခါယရနာသုံးပါလုံးကျေးဇူးကြီးပါတယ်အဲဒါကြောင့်ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်မိတ်ဆွေကိုချက်ကြီးကိုကျွန်တော်ပြောတယ်ဟာမင်းငါဒီလိုခေါ်လာလို့စိတ်မဆိုးပါဘူးကွာတဲ့ဒါမင်းမင်းဒါအမှန်နေပဲကွာငါညာဒီနေ့ငါတို့ဒီရောက်အောင်ပါပဲဟုတ်တယ်ကိုရလို့ဒီနေ့ဒီရောက်ကြအောင်ပါလို့ဒီနေ့ဒီနေ့ကုသိုလ်ပြုနိုင်တယ်များပြုပါလို့ပြုပါလို့ကိုကြီးအရက်တောက်တယ်ဗျာလို့တငယ်ချင်းလည်းရက်တောက်တယ်တောက်ပါမဖြစ်မနေတောက်ချင်းလို့ ဖြစ်မနေတောက်ခဲ့တည်ရှိတော့လို့ရက်ဆိုင်ပြန်လာပြီးတော့အင်းရောင်းရဲ့မျက်နှာတိတ်သွားတိုက်တကွေတန်ရှိမှုလုပ်ပြီးတော့ဘုရားတောက်တော်ကြီးကပ်ပါလို့ဘုရားရှင်ကိုပါလို့တီလာယူလိုက်ပါလို့တောက်တဲ့ချိန်လေးပဲတီလာကျိုးတာလို့ချမ်းတဲ့ချိန်မကျိုးဘူးကွာလို့ဟာအဲ့လိုရလာရတာပေါ့ကွာလို့သူအကုသူဖြစ်တဲ့ချိန်ဟာအကုသူလုံနေတဲ့ချိန်မှာအကုသူဖြစ်တာချမ်းတဲ့ချိန်အကုသူဖြစ်တာမှမဟုတ်တာကွာလို့မင်းကတချိန်ကငါငါကွာလို့ရက်တောက်ထားတာဆိုပြီးငါဒီအားကြီးကျူးနော်ထားတာဆိုပြီးငါတီလာပြက်နေပြီဆိုပြီးတော့ဘုရားမကတော့ရေးဦးမောင်ရဲ့ငါရဲ့နန်းနေတာမဆိုင်ဘူးတကယ်ချင်းလို့ဒါတဘောတဘာဝရတော့ရန်နံရှိမှာပဲ ခန္ဓာကြီးကရက်တောက်ထားတဲ့ခန္ဓာကြီးဖြစ်နေမှာပဲမင်းရဲ့မနောဓာတ်ဘဝင်မှာကြတော့မင်းဟာကြည်လင်တဲ့စိတ်နဲ့ဘုရားရှင်ခိုးနေကြည်လင်တဲ့စိတ်နဲ့မင်းဘုရားမှာတော်တော်ကြီးကတဲ့ကုသိုလ်ပြုနေတဲ့ချိန်မှာမင်းအဲ့ချိန်မှာမင်းကသူတို့ကောင်းกว่าလို့မင်းမှာအယဏနန်းတန်တိအမကြီးမင်းအယဏမပြောင်းသေးဘူးရဟန္တာဖြစ်တဲ့ဆိုတာ तू ဟာပွဲလန်းတပင်မှာ तू ဟာပြုံးဟင်းပိုင်းနဲ့ကကြည်တယ်လေတည်သွားလို့ तू ဟာမြတ်စွာဘုရားတရားဟောလိုက်လို့ရဟန္တာဖြစ်သွားတာဤဟုတ်တယ်လေရဟန္တာဖြစ်သွားတာအယဏကတော့ချက်ချင်းပဲပြောင်းပါလို့ဒါပေမဲ့ရဟန္တာဖြစ်သွားတယ်လေကွာလို့ကိလေသာ ချုပ်သွားတယ်အဲ့ဒါဘာလို့လဲဆိုတော့ကုသိုလ်စိတ်တွေနဲ့ तू ဟာတရားထူးတရားမြတ်ကိုနာကြရတာမင်းဘုရားသာရွတ်နေတယ်ကွာဘုရားရှင်ခိုးနေတယ်ဒါမင်းသူတို့ကောင်းစီဖြစ်နေတာပဲလို့မင်းအရက်တောက်တာတောက်တာပဲလေရက်တောက်ပြီးမူးယူဆဲနေနော်မင်းဒါအကုသိုလ်ဖြစ်မှာပေါ့အရက်တောက်တာမှီပြုတ်ပြီးတော့ကာယကံဝစီကံတွေထပ်ဖြစ်မှာလေလို့ဒါကမင်းကကုသိုလ်ကံကာယကံဝစီကံကုသိုလ်ဘက်ရောက်နေတာတကယ်ချင်းလို့ဟာကျေးဇူးတင်နေတကယ်ချင်းရတယ်ဒီနေ့ဆက်ပြီးငါလုပ်ပြီတဲ့လုပ်ပြတယ်ကျွန်တော်မိတ်ဆွေတွေတရားဆိုရင်ပရိစိတ်တာလေးခုနေက Facebook မှာတင်လာလို့ကျွန်တော်အရင်တာထုခေါ်တယ်သူဒါဘာပဲပြောပြောဗျာ ဟိုအရက်ပါပြတ်သွားရင်တော့ကောင်းတာပေါ့နော်ဘာပဲပြောပြောအရက်တောက်လာတယ်အခုတူအခုပြုတ်လာတယ်ဆိုရင်တော့ပြုတ်လာတယ်ပြုတ်တဲ့နေရာမှာပြီးပြီဗျာအိမ်ရောက်ပြီဆိုရင်တာနဲ့ဘယ်ဟာတန်းရှင်ကိုမြန်စွာဗျာတပည့်တော်လို့ယုံမှာအိမ်ကိုပြန်ရောက်ပါပြီဖေဟာအဲဒါမှမန္တလေးကနေဘယ်ကိုပြန်ရောက်ပါပြီဖေဟာဆက်မှုကနေဘယ်ကိုပြန်ရောက်ပါပြီဖေဟာဒီလိုမျိုးပေါ့ပြန်ရောက်ပါပြီဖေဟာတပည့်တော်ဖေဟာတရားတန်ခါယန္တနာသုံးမှာရိတ်အာမသောင်းမှာနေခွင့်ပြုပါဖေဟာဟောအဲ့လိုမျိုးလေးဖေဟာကိုအနင်းပြီးတော့ ြင်ကျွန်တော်တို့ဒီကိုတန်ရှင်းမှုလို့ဘုရားဟောတာတော်တော်ကြီးကဒါအကုသို့နဲတာမဟုတ်ဘူးဗျာအဲ့တော့ကြိုက်တဲ့နေရာမှာကြိုက်တဲ့ချိန်အကုသို့ပြုခဲ့ဒါမှမတိုင်ဘူးကျူးလွန်ပြီးသားထားလိုက်တော့ဒါမှမဟုတ်ကျူးလွန်ပြီးတိုင်းလှုပ်ခိုင်းကျူးလွန်ပြီးတိုင်းလှုပ်ခိုင်းတာမဟုတ်ဘူးလှုပ်ခဲ့သည်ရှိတော့ကျွန်တော်တို့ဒါလှုပ်ခဲ့တဲ့ချိန်မှာလှုပ်ခဲ့တဲ့အကုသို့ကပြီးသွားပြီချုပ်သွားပြီဒီကံထုတ်ကထုတ်ထဲမှာရောက်သွားပြီသားကုသို့လှုပ်တဲ့ကုသို့ထုတ်ကရောက်သွားပြီသားဒါပြင်းလို့မရဘူးနောက်ထက်နောက်ထက်နောက်ထက်အချိန်တွေမှာတစိပ်ပြီးတစိပ်တစိပ်ပြီးတစိပ်ပြက်ပြက်သွားပြီဆိုတော့နောက်ထပ်စိတ်တွေမှာရတဲ့ကုသို့လေးတွေကျွန်တော်တို့ယူတတ်ဖို့လိုတာကျွန်တော်ဒါဟုတ် ကြံပြူတာပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မနက်ခင်းအဲ့ရထားကြတဲ့ကကုတုကောင်းမှုနဲ့ဘုရားကွန်တရားကွန်တန်ခါကွန်နဲ့အာရုံပြုပြီးတော့နှလုံးသွင်းပြီးထားမယ်ကုတုကိုအရင်ယူလိုက်တယ်ယူပြီးမှအဲ့ကုတုတွေနဲ့ကျွန်တော်တို့တတ္တဝါတွေကိုကျွန်တော်မြေတာပို့တယ်မြေတာပို့ပြီးမှကျွန်တော်တို့ရဲ့မတန်ရှင်းတဲ့ခန္ဓာကိုယ်ကြီးမနက်ခင်းဆိုအာကုရင်းနေနာနေတာဟာမတန်ရှင်းတာတကယ်ပါလားလို့ပြီးရင်ဂျင်းကြီးဂျင်းငယ်လေးဆုံးရမယ်လို့အရေးချိုးအောင်မယ်လို့အော်ဟုတ်တာပေါ့ဒီခန္ဓာကြီးကမတန်ရှင်းမှုဆိုတော့ကျွန်တော်တို့အတုပဘာဝနာပေါ့ဗျာအဲ့ဒါရှုတယ် ဩတနေ့တနေ့တရားအောင်ပါပါလားလို့တရက်တရက်နေရမယ့်ရက်တွေကုန်လာပြီတရားမယ့်ရက်နေလာပြီဆိုပြီးကျွန်တော်တို့ဒါမရဏနုဒတိကိုလည်းကျွန်တော်တို့ပွားပါတယ်တံငွေကတွေယူပါတယ်အဲ့လိုမျိုးလေးလှုပ်လိုက်တဲ့ခါကျတော့ကျွန်တော်နည်းနည်းတော့ဆင်ခြင်မှုရတယ်လို့ကျွန်တော်ဒါမြင်တွေ့လို့ဩငါတင်တေဖို့ရက်နေလာမဟုတ်ဘူးတက်ရှိထင်ရှားရှိနေတဲ့သူတွေငါတို့လိုပဲသူတို့လည်းနေဖို့ရက်ရော့ပြီတေဖို့ရက်နေသွားပြီလို့အဲ့လိုကျွန်တော်ဒီနေ့နှလုံးသွင်းပြီးလို့ဒီစကားလေးကိုကျွန်တော် မေတ္တာစကားဖြန့်ဝေပါတယ်ကဲအားလုံးကျွန်တော်တို့ကောင်းမှုကုသိုလ်တွေပြုနိုင်ကြပါစေခင်ဗျာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေเนาะ